အားလုံးပဲမင်္ဂလာပါနော် ICA Computer Learning Page မှာပြန်လည်ကြိုဆိုပါရစေ။အခုလေ့လာရမယ့်သင်ခန်းစာကတော့ Mouse Pointer Site ကိုအကြီးအသေးချိန်ဖို့ပဲဖြစ်ပါတယ်။ Mouse Pointer Site ကိုအကြီးအသေးချိန်ဖို့ရန်အတွက်ဆိုလို့ရှိရင် Task Bar မှာ Right Click ပေးရမှာဖြစ်ပါတယ်။ Right Click ပြီးတော့မှ Task Bar Setting ကိုရွေးပေးပါရွေးပေးရမှာဖြစ်ပါတယ်။ Task Bar Setting ပေါ့နော်ဒီ Box အပွင့်သွားပြီဆိုလို့ရှိရင်ကျမတို့က accessibility ကိုရွေးပေးရမှာဖြစ်ပါတယ်။ပြီးရင် mouse pointer and touch ကိုရွေးပေးပါ။အာပြီးတော့အခုဒီမှာဆိုရှင် accessibility ကနေပြီးတော့ mouse pointer and touch ပြန်သွားပါပြီအဲ့ဒီမှာဆိုရင်ကျမတို့ကကိုနှစ်တက်တဲ့ပေါ့နော်အဖြူရောင်အနက်ရောင်အဖြူအနက်ပြီးတော့ color လေး mouse နဲ့ပတ်သက် color လေးရွေးလို့ရတယ်လို့ဒီ mouse ကိုပေါ့နော်အဲ site အကြီးအသေးလေးပေါ့နော်ချိန်ကြီးလို့ရပါတယ် စိုက်ကြည့်တဲ့ချိန်ကြီးလို့ရပါတယ်ခုဒီမှာဆိုလို့ရှိရင်ပေါ့เนาะကျမတို့ကဖြူရွေးမယ်ဆိုရင်လည်းဖြူပေါ့เนาะအနက်ရွေးမယ်ဆိုရင်အနက်ဖြူနက်မှာပေါ့เนาะဟိုဟာရောက်ဆုံးပေါ့เนาะဒါစိုက်ပေါ့เนาะစိုက်ကိုကြီးကြီးချိန်မလားဒါစိုက်စိုက်မှာကိုတိုက်တဲ့ပေါ့เนาะဒီမှာဆိုအယောင်ဆိုဟိုဟာလားအပန်းလားပြာလားဒီအောင်လာပါတော့ကိုနစ်တက်တဲ့အောင်ရွေးလို့ရတယ်ဖြူနဲ့ရွေးလို့ရတယ် အနက်ရောင်ရွေးလို့ရတယ်ဖြူရွေးလို့ရပါတယ်အဲဘောနော site ကိုဘယ်လိုရွေးလို့ရပါတယ်ကဲအဲ့ဆိုရင်အဲ့လောက်ဆိုရင်တော့မိတ်ဆွေဘောနော်ဆက်လုပ်ကြည့်ပါနော်နားမလည်ရလေးရှင်းလို့ရှင်းလဲ comment မှာမိထားပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်